ပရိတ်သတ်အောင်လာမယ်မင်္ဂလာပါရှင်မန္တလေးခေတ်တင်မှပြန်လဲချစ်စွာပေါင်းရှင်ကျမတို့ channel တွေကနေနေစပြတွင်ပြပသတင်းများကျွန်တော်ရေးသတင်းများနဲ့အနောက်ဆော်ရသတင်းများကိုအချိန်နဲ့တပင်းကြီးစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ရခိုင်ပြည်မှာဆိုစားတင်တင်ဆက်ပေးမယ့်သတင်းကြောင်းလေးကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်တောင်ကုန်းရွာမှာခလေးဖတ်ခင်ကိုရဲမင်းနိုင်ကိုစစ်တပ်ကစစ်မှုထမ်းခါရနှိမ်ထဲထိဝင်ရောက်ဖမ်းဆီးပြီး အသက်နှစ်နှစ်အရွယ်ကလေးငယ်ကကျန်ရစ်ခဲ့တဲ့ဆိုတဲ့တဲ့နဲ့ပဲဖြစ်ပါရှင်ပုဂိုတိုင်းတွင်အကျံဘစ်စတကလူငယ်များကိုစက်တိုက်ပေါ်ရဆွဲဖန်စီလျက်ရှိရာအုပ်ဖို့မြို့နယ်တောင်ကုန်းရွာမှာတားတယ်ဖခင်ကိုရင်မင်းနိုင် ကိုလန်စစ်မှုထံခံရနေအိမ်ထဲထိဝင်ရောက်ဖန်စီသွားရေးအသက်နှစ်နှစ်အရွယ်တားဖြစ်သူကြံရက်ကကြောင်းကိုရင်မင်းနိုင်ရဲ့မိတ်ဆွေများကရန်ကုန်ခရစ်တင်ဌာနထံသို့ပြောဆိုချားဖြစ်ပါတယ် ်ဂျမန်နေမတ်စနာကိုရနေညာရှင်းနိုင်ခန့်ချိန်မှာအုပ်ဖို့မြို့နယ်တောင်ကုန်းရွာမှာကိုရဲမင်းနိုင်ဒီနေအင်းတွင်းမှာတမင်စာနေစဉ်အကြံပစကားစစ်တပ်သားများက SA ဝင်ရောက်စစ်ဆေးပြီး၎င်းကိုပေါ်လာဆွဲဖမ်းဆီးတွားခချင်းဖြစ်ကြောင်းသိရှိရပါသည်ကိုရမင်းနိုင်တွင်အသက်နှစ်နှစ်အရွယ်ကလေးငယ်တူကျန်ရခဲ့ပြီးတောင်ကုန်းရွာအုတ်ချုံရင်မူဝင်းအောင်နဲ့ရာအိမ်မူရွှေစင်တို့ကပေါ်လာဆွဲဖန်းစီခိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ မနေ့ကညာရှိနိုင်လောက်ကကိုရဲမင်းနိုင်နေအင်တဲထမင်းစားနေတော့စစ်ခွေတွေကအဆင်စစ်မဲ့ဆိုပြီးလမ်းခေါ်လို့ထွက်တနေတော့မှာပဲတခါတည်းဆွဲခေါ်သွားပြီးပေါ်လာဆွဲဖမ်းဆီးသွားတာကိုရဲမင်းနိုင်မှာအသက်နဲ့နဲ့အရွယ်ตาလေးကြံရစ်ခဲ့တယ်လို့ဒေတာပြတူတူကတော့ပြောဆိုထားဖြစ်ပါတယ်အလာတူမလာရှိရနေကလည်းအုပ်ဖို့မျိုးနဲ့ကျက်စုတော်ရမှာလူငယ်6ကိုလည်းအကြံပေးစကားစစ်တတာများက ပေါ်လာဆွဲဖန်ဆင်းသွားကြတရှိရပါတယ်။သူပြင်ပုဂိုလ်တိုင်း အောင်လံမြို့နယ်တွင်လည်းအကြမ်းဖက်စကောင်းစစ်တပ်သားများကလူငယ်များကိုနေစဉ်ပေါ်လာဆွဲဖမ်းဆီးနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ္တတရင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါတယ်။အောင်လံမြို့နယ်မှာရှိတဲ့ပြားလို့တိုက်နယ်နဲ့ မြောက်ပင်စိတ်တိုက်နယ်အတွင်းမှာရှိတဲ့ဂျူရများမှလူငယ်များကိုအကျန်းပစကောင်စစ်တပ်များကမတ်စလာပိုင်းကနေစတင်ပြီးဆက်တိုက်ပေါ်တာဆွဲဖန်ဆင်းနေခြင်းဖြစ်ကြောင်းမတ်စလာကိုရနေနည်းနည်းရှိနိုင်ခံတွင်လည်းလက်ပံကန်ဂျူရမှာကြံခုတ်နေတဲ့ပီတူနိုကိုလည်းစစ်တပ်ကပေါ်တာဆွဲဖန်ဆင်းသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အော်လန်မျိုးနွယ်ချဲက ြလို့တိုက်နေနေညောင်ပင်စိတ်တိုက်နေတဲ့ကလူငယ်တွေကိုနှိမ့်စင်ပေါ်လာဆွဲဖမ်းဆီးနေတာတနစ်ကို၃ဦး၄ဦးအမြဲဖမ်းဆီးနေတာစစ်ခွေတွေကြောင့်လူငယ်တွေလည်းလုပ်ငန်းခွင်သွားဖို့ခက်နေတယ်နေထိုင်တာလည်းမထွက်ရတော့တဲ့အခြေအနေပဲအုတ်ချုံရုံမွေးတဲ့စစ်ခွေတွေပေါပြီးဖမ်းနေတာဟုတ်ဒေတာပီတူတူကတော့ပြောဆိုထားဖြစ်ပါတယ် ဆက်လက်ပြီးတော့စစ်မှုထမ်းအပန်းစဉ်ရှစ်စင်းတဲ့ခန္ဓာရ959တရင်မှာစစ်မှုထမ်းတပ်သားတို့ဟာကျွန်တော်ရဲ့အဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့တရင်ဝတ်တင်ဆက်ပေးမှာဖြစ်ပါရှင်။စကိုင်းတိုင်းမိုးရွာမြို့တွင် အကြံပေးဆက်တက်ကပေါ်ရဆွဲဖမ်းဆီးသွားခဲ့တဲ့ခန္ဓာရ959တရင်မှာစစ်မှုထမ်းတပ်သားတို့ဟာအလင်းဝင်ရောက်လာခဲ့ကြောင်းဒေတာတွင်တရင်မြက်ကများကရန်ကုန်ခေတ္တတရင်ဌာနထပ်ပြောဆိုထားဖြစ်ပါရယ်။ မဇလာရှိရတဲ့တွင်ယေစုကျုံမြို့နယ်ခလရယာ959တရင်နာတောင်ဝန်ထဆောင်နေတဲ့စမုထန်တပ်သားတက်တူဟာပကုတ်ကူကရန်ပကဖတ်ကိုချိတ်ဆက်၍အနေဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။အဆိုပါအနေဝင်လာတဲ့စမုထန်တပ်သားတရား2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေအလောက်ကနေပြန်လာစဉ်မိုးရွာမြို့ပေါ်တွင်အကြမ်းဖက်စစ်ကောင်စစ်တပ်များရဲ့ပေါ်ရာဆွဲဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ စစ်မွတ်ထန်တတ်တာတဲ့အမော်ရမြွနယ်ကပါတနတ်မပါလာပါဘူးအပတ်စဉ်ရှိကပါမောမန်တင်တဲ့တရင်နဲ့ထွက်ပြေးခြင်းလို့ဆိုပြီးချိတ်ဆက်လာလို့ကဲထုတ်ခဲ့ရတာပါသူကတော့2020ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကမိုးရွာမြို့ပေါ်မှာပေါ်လာဆွဲဖက်စီခံခဲ့ရတာဖြစ်ပါတယ်။သူကတော့စစ်တင်တဲ့ကိုအရာခံတဲ့အကြက်ကြီးတင်တဲ့ကြောင့်ဘတ်တူးတင်တဲ့မှာနှစ်လခွဲတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ သူကတော့ PDF တင်ရတခုချက်ဝင်ပြီးစစ်ကောင်စီကိုပြန်လဲတိုက်ခိုက်သွားမယ်လို့ပြောပါတယ်။ဘခုတ်ကရန် ပကဖာနဲ့ချိတ်ဆက်ပြီးကဲထုတ်ခဲ့တာပါဟိုဒေတာတွင်တရင်မြစ်ကပြောဆိုထားဖြစ်ပါတယ်။အလဲဝင်လာတဲ့စစ်မှုထက်တပါတစ်ကိုတော်ရင်တပတ်များကဆက်လက်ထိန်းထိန်းထားပြီးကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းချက်မှန်အလဲဝင်လာမဲ့စစ်ကောင်စစ်တပ်သားများကိုနှွေးတွင်းစွာကြိုဆိုသွားမည်ဖြစ်ကြောင်းပခုတ်ကူကရန်ပကပကအသိပေးနှိုးဆော်ထားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ပြည်သူများလိုလားတောက်တက်ခဲ့တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကို မလွယ်မသွေပြန်သွားမည်ဟုဗိုလ်ချုပ်ဆောင်မင်းထွန်းပြောဆိုထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ပြည်သူများလိုလားတောက်တက်ခဲ့တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုမလွယ်မသွေပြန်သွားမည်ဟုနာဆာကအုတ်ထားရဲ့ရုရှားနိုင်ငံ၊ဘယ်လာရုစ်နိုင်ငံတို့ နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ခီးစစ်အထွေမှမြန်မာနိုင်ငံအတွက်ဆောင်ရွက်ခဲ့မှုများနဲ့ပတ်သက်၍နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်မှုချုပ်ဆွေးမထွက်ကမီဒီယာများပြောကြားခဲ့ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား2025ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်သို့မဟုတ်နောက်အကြဆုံး2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်တွင်ကျင်းပပေးသွားမည်ဖြစ်ကာရွေးကောက်ပွဲနှင့်ပတ်သက်ပြီးရုရှားနိုင်ငံဘယ်လာရုစ်နိုင်ငံတို့အပြင်ကျတဲ့နိုင်ငံတကာကမှထောက်ခံပေးရနိုင်ရုရှားနိုင်ငံဘယ်လာရုစ်နိုင်ငံတို့ကအထက်ထဲဝင်ဝင်ထောက်ခံပေးတဲ့အပြင်လေလံဆောင်ကြီးအဖွဲ့များဆင်လွတ်ပေးမည်ဆိုသည့်ခံယူချက်မျိုးများရှိခဲ့သည်ဟုပြောဆိုထားဖြစ်ပါသည် ပြည်သူတွေအနေနဲ့ဝမ်းသာစရာကကျွန်တော်တို့တွေဟာပြည်သူတွေလိုလားတောက်တက်ခဲ့တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုမလွဲမသွေပြန်သွားမယ်မလွဲမသွေဆောင်ရွက်ပေးမယ်ဒါဒီအောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ပါတယ်ဟုပူချုံဆော်မီတာပြောဆိုခဲ့တာဖြစ်ပါတယ်ထို့ပြင်နိုင်ငံရေးနဲ့ပတ်သက်၍မိမိတို့အနေဖြင့်အပြည့်ပြည့်ဆိုင်ရာဆက်ဆံရေး နိုင်ငံရေးတွင်အမကန့်ချက်ရရှိခဲ့ဒီမှာရုရှားနိုင်ငံ၊ဘယ်လာရုနိုင်ငံတို့ဟာရခိုင်ကပင်နိုင်ငံကမျက်နှာစာနိုင်မြန်မာနိုင်ငံဘက်ကရက်တိခဲ့တယ်ဟုပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။၎င်းနိုင်ငံဟာယခုလည်းဆက်လက်ရက်တိသွားမယ်ဆိုတော့ခိုင်ခိုင်မာမာအမကန့်ချက်ရရှိခဲ့တယ်ဟုနတ်ဆရာရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဘူချုပ်စောမင်းချာကပြောကြားထားခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့မန္တလေးမြို့နယ်노ဘူ စီဘီမြို့တော်အားစစ်စတာစစ်တီအဖြစ်ဆောင်ရွက်ပါကကန္နာစုံဖွင့်ဖြူတိုးတက်ရေးဆောင်ရွက်နိုင်ပြီလို့ပြောဆိုထားကြောင်းဆိုရတဲ့တင်ကိုတင်ဆက်ပြမှာဖြစ်ပါရှင်မြန်မာနိုင်ငံမန္တလေးမြို့နယ်ရုရှားနိုင်ငံနိုဗိုစီဘီမြို့တော်အားစစ်စတာစစ်တီအဖြစ်ဆောင်ရွက်ရန်နာဆာကအော်တာနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူဂျီမြောင်းလိုက်နဲ့နိုဗိုစီဘီဒေတာအုပ်ချုပ်ရေးမှူးမစ္စတာတာရာဘနီကော့ဖ်အန်ဒရီအလက်ဇန်ဒရူပရီတူကဆွေးနွေးခဲ့ကြတယ်လို့ဆိုထားဖြစ်ပါရယ် ၎င်းတို့နှစ်ဦးဟာဆိုရင်တော့ယမန်နေမတ်စလာကွဲနေပိုင်ကနိုဘိုစီဘီမြို့မှာရှိတဲ့ Gram Autograph Hotel ရှိအစည်းအဝေးခန်းမ၌တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်းသိရှိရပါသည်တွေ့ဆုံစဉ်မှာမြန်မာနိုင်ငံမန္တလေးမြို့နှင့်ရုရှားနိုင်ငံ Novosibi မြို့တို့အား Sister City အဖြစ်ဆောင်ရွက်ပါကဂျမတ်ရေးကဏ္ဍပညာရေးကဏ္ဍရင်းချိမှုကဏ္ဍပို့ဆောင်ဆက်သွယ်ရေးကဏ္ဍခီးသွွားရေးကဏ္ဍစက်မှုကဏ္ဍစီးပွားရေးနှင့်ကုတန်ရဝယ်ရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ဆောင်ရွက်နိုင်မှုများကိုဆွေးနွေးကြကြောင်းသိရှိရပါသည်ထို့ပြင်မြန်မာနိုင်ငံနှင့် Novosibi တိသားတို့ ဂျာမာပူပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှုနိုင်ငံခရီးသွားလုပ်ငန်းများကုန်တွယ်ရေးလုပ်ငန်းများဆောင်ရွက်ရှိမှုနှစ်ဖက်ပူပေါင်းဆောင်ရွက်မှုများဆောင်ရွက်ခြင်းဖြင့်နိုင်ငံခြားမှာချစ်ချင်ရင်းနှီးမှုများပုံမိုးတိုးတက်လာနိုင်မှုတို့ကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည် ို့ပြင်မြန်မာနိုင်ငံမှာပညာတော်တည်တင်နန္ဒအရာရှိများနိုဘိုစေဘေးမြို့ရှိတက္ကသိုလ်များ၌တက်ရောက်ပညာသင်ကြားလျက်ရှိမှုမြန်မာနိုင်ငံနှင့်မန္တလေးမြို့တို့ကိုဓာတ်ရိုက်လေကြောင်းပြည့်စွက်လျက်ရှိမှုထုတ်ကုန်များအပြန်အလှန်တင်ပို့နိုင်မှုမြန်မာနိုင်ငံနှင့်နိုဘိုစေဘေးမြို့တို့ကြားထိတွေ့ဆက်ဆံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတို့မြင့်ဆောင်ရွက်နိုင်ရန်မြန်မာကော့စင်ဝန်ချုပ်ရုံဖွင့်လှစ်နိုင်ရေးဆောင်ရွက်မှုများကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည် အကြောင်းရတဲ့ဆက်ပင်မှုကိုကျွန်မလေးခကြနာကိုပြောပါရှင်အပင်နာဆင်အတွေ့အထွေကျဆွတင်ရှိပါရှင်